နဲ့လိုက်တော့အမလီယင်နေရတယ်မကွဲနိုင်တော့မခွာတော့ဘူးယောက်ျားတွေကမိမဒီလိုပဲပြောမှာပဲရတဲ့ခါဘသူကပြောမှာလဲဒီလိုမိမတွေပဲယောအမေမပါဘူးမလီနေမင်းဆိုကို့ကိုတွေ့တိုင်းပြောတယ်ဒါငါတို့ရဲ့တဘာကြီးတွေပေါ့နော်ဒါပေမဲ့ကိုကသာအရင်ဆုံးရောက်တာပါကိုကကုကုကိုခံယူထားတာကဘယ်လိုလဲဆိုတော့နေမင်းဒီအခုထက်လူပညာလောကတွေကိုဝင်တာနောက်ကြပင်မဲ့တကယ်ဗီဒီယိုခင်မှာကတော့အမင်းတက်လက်ရှော့စာဒါရောပြောမယ်ခမရရှော့တာပါလားဟမ်ခမရကြတော့အစီအစိတ်နေမျိုးဆို့ပြီးတော့ နေမြောက်ကိုရှောင်ခဲ့ရတဲ့ပဲကိုအားကြခဲ့ရတဲ့သဘောမင်းသားထဲမှာပါတယ်တကယ်ချင်းဆိုပေမဲ့ပေါ့နာမည်လေးထိုးဖို့ပြောတော့မဟုတ်ဘူးနေမြောက်နာမည်ရှိရထိုးပါတကယ်ကိုကိုတိုင်းကဒါကြီးကြီးနဲ့နဲ့ဘာလို့ဆိုကိုကိုတိုင်းကလည်းဒါသူ့လောက်ကိုမအောင်မြင်ဘူးလို့ကိုခံယူထားအောင်အဲဒါကို तू ကလည်းအဲကိုလေးစားရတဲ့အချက်တွေရှိတယ်အဲတကယ်နံပါတ်1ကတော့ तू တဘာဝကြတာပေါ့လေနော်တယ်အော်ဝီအတူတယ်အော်ဝီအော်ဝဲဒီဒီဝဲဒီပါလေကျော်ပါဝဲဒီပါလေ ဒီဇကားလေးကိုပြောပြပါအောင်ဆိုတော့ဒီဇကားလေးကတော့ဟိုပွင့်လင်းပြောရင်တော့ဒါအဲ top secret ပေါ့နော်ဟိုကိုတို့တွေပါဝင်တယ်အဓိကတော့တစ်ခါမှမမြင်မှုတဲ့ဇက်ကောင်ဟိုမြင်ရမယ်အဲနေတော့ကိုရောနေမျိုးအောင်ပေါ့နော်အဲအဲ့လိုမျိုးဆိုတော့ဟိုအဲ့လောက်ကလေးပဲလောလောဆယ်တော့ဟိုပြောဖို့ဒါဒီဒီကားကိုတာဝန်ရှိတဲ့စီစဉ်သူတွေကကိုတို့မှာထားတာပေါ့နော်အဲတော်တော်လေးတော့ထူးထူးခြားခြားဖြစ်မယ် အားလုံးလည်းကိုတို့တွေဒါဆိုတလလောက်ဂျူပြီးတော့ကိုတို့ပြင်ဆင်ကြတာပေါ့နော်ဟုတ်ဟုတ်ကိုတို့လည်းမျှော်လင့်ပါတယ်ကိုတို့အဓိကတော့ညီမလေးရဲ့အဲအကယ်ဒမီဆိုတာထက်ကိုတို့တွေအကောင်းဆုံးကြိုးစားကြမယ်ပေါ့ဥမာဒီကားဆိုရင်ဒါနေတိုးကိုကိုတို့တွေလည်းဟိုဘယ်လိုခေါ်မလဲနေတိုးရဲ့ character လည်းအရန်ထူးထူးခြားတယ်အဲနေတိုးကိုလည်းကိုတို့ဒီကားနဲ့အကယ်ဒမီရစေခြင်းနဲ့ပေါ့နော်အားလုံးကလည်းဝိုင်းပြီးတော့ဆူတောင်းကြတယ် အားလုံးထင်ကြတယ်အဲ့ပုံမှာလည်းသူ့ရဲ့ကြိုးစားမှုကတော့အားလုံးသိပြီးသားပဲတကားဆိုတကားသူလည်းကြံကြံမြမြလုပ်တယ်အဲ့ပုံမှာအာကိုရောကလည်းသူ့ကိုအကောင်းဆုံးဇက်ဖို့ပြီးတော့ဒါကိုရောလည်းအကယ်ဒမီရအောင်ကြိုးစားမယ်ပေါ့နော်အဒါကတော့တကယ်ကို heavy drama ပေါ့တကယ် drama စစ်စစ်ကိုတွေ့ရမယ် drama စစ်စစ်ကိုစစ်စစ်ကိုတွေ့ရမယ် SD တော့ပါကောစစ်စစ်တွေပါအဖြစ်ကောအဲဒီရှိမှဒါတိုက်တိုက်ဆိုင်ဆိုင်ကိုရောဖိုးကောက်မှလည်းနေမျိုးအောင်ကိုရောဆုံးတယ်နေတို့ပဲ အဲ့တော့ပုံပုံပေါ့အဲမင်းမင်းပုံပေါ့နော်အဲအဲ့ဒါဆိုလဲအဲအဲ့ဒီကားမှာဆိုရင်ကိုရောမကခုနနောက်နေသေးရေနေမျိုးအောင်တကယ်ချင်းလို့အဲ့ကားမှာတကယ်ချင်းယူလိုက်လို့အကယ်ဒမီဒီကားမှာကိုယူမယ်လို့မဲခွဲတန်းချတယ်အဲ့ဒီလိုပါပဲကိုရောကတွေ့ရင်ဒီလိုပဲစကြနောက်ကြနေတာပါဒါကကိုကတော့ဟိုဘယ်လိုခေါ်မလဲအကောင်းဆုံးပဲကိုရောတွေအမြဲကြိုးစားတာပေါ့နော်အော်ဘာဖြစ်ဖြစ်နေမျိုးအောင်ဆိုတာကလည်းတကယ်ဆိုရင်နေမျိုးအောင်ကိုထက်အသက်နည်းနည်းကြီးတယ်အဲကိုထက် အဲအနုပညာလောကတွေခုနကတော့ကိုတို့ပြောပြသေးတယ်နေမျိုးအောင်ဆိုကိုတို့တွေ့တိုင်းပြောတယ်ဒါငါတို့ရဲ့တဘာကြီးတွေပေါ့နော်ဒါပေမဲ့ကိုကသာအရင်ဆုံးရောက်တာပါကိုကကိုကူကိုခံယူထားတာကဘယ်လိုလဲဆိုတော့နေမျိုးအောင်ဒီအဲကိုထက်အနုပညာလောကတွေကိုဝင်တာနောက်ကြပင်မဲ့တကယ်ဗီဒီယိုခင်မှာကတော့အဲကိုဒီအဲဗီဒီယိုဈေးကွက်ဝင်တဲ့မင်းသားမဖြစ်ခဲ့ဘူးကိုတော်တော်ကြိုးစားခဲ့တယ်ဒါနေမျိုးအောင်လို့ဆိုတာကိုတို့တွေဇကားပေါ့ဗီဒီယိုခစ်တုန်းကကြတော့ရက်ချိတ်ပဲလေရချိတ်ကြတယ်ကိုတို့တွေအစည်းအုံးကိုသွားချိတ်တယ် ချိန်ပြီဆိုရင်အဲ့လိုပေါ့အာဟိုလူကားတွေ့ရှောင်းอ่ะဒီလူကားတွေ့ရင်ရှောင်းอ่ะအဲ့လိုပေါ့တရက်ထဲမှာနှစ်ကားရှင်းဒါနေမျိုးအောင်ဆိုလဲရှောင်းပေါ့နော်အဲဒါနေမျိုးအောင်ကိုရှောင်းခဲ့ရတဲ့မင်းကိုအားကြခဲ့ရတဲ့တဘာဝမင်းသားထဲမှာပါတယ်တကယ်ချင်းဆိုပေမဲ့ပေါ့နဲ့လိုက်တော့အမလေးရင်လေးမခွဲနိုင်တော့မခွာတော့ဘူးယောက်ျားတွေကမိမဒီလိုပဲပြောမှာပဲရတဲ့ကဘသူကပြောမှာလဲဒီလိုမိမတွေပဲယောအမေမပါဘူးမအားကြောင့်တချို့တွေဆိုရင်ဒီကားမှမဟုတ်ပါဘူးရှေ့မှာဆိုလဲအဲ့လိုပဲနာမည်လေးထိုးဖို့ပြောတော့မဟုတ်ဘူးနေမျိုးအောင်နာမည်ရှိရထိုးပါတကယ်ကိုကိုယ်တိုင်ကဒါကြီးကြီးနဲ့နဲ့ ။ဘာလို့ဆိုကိုကိုရန်ကလည်းဒါသူ့လောက်ကိုမအောင်မြင်ဘူးလို့ကိုခံယူထားတာ။အဲဒါကို तू ကလည်းအဲကိုလေးစားရတဲ့အချက်တွေရှိတယ်။အဲတကယ်နံပါတ်1ကတော့ तू တဘာဝကြတာပေါ့လေနော်။တကယ်တမ်းကတရုတ်ဆောင်ဆိုတာတဘာဝကြတာအရန်ကောင်းတာ။အဲ့လိုမျိုးဆိုတော့တချို့အထူးယူရတဲ့ဟာတွေရှိရဲဆိုတော့ကွာ तू တကယ်ချင်းကတော့ချစ်ပြီးသားပဲ။အမင်းတက်နဲ့လျှော့စား။ဒါကပြောမယ်။ခမရလျှော့စားပါလား။ဟမ်ခမရကြတော့အစီအစိမ့်နေမျိုးဆိုပြီးတော့အဲတော်တော်များများပါပဲ ကိုနှစ်ယောက်တည်းမဟုတ်ပါဘူးတော်တော်များများပါပဲအဲကိုထင်တာကတော့ကိုကတော့ကိုအရန်ဆိုးနေတဲ့အချိန်တုန်းကတော့ကိုကမကြောက်ဘူးလို့ပြောရမှာပေါ့နော်အဲတငယ်ချင်းပူကြောက်တယ်နဲ့တူတယ်ပုံမှန်ကြည့်လို့ရှိရင်ကိုကကိုမှာပုံမှန်အဲပဲပဲဆိုးမလဲအရန်လိမ်ပါလားအရန်လိမ်ပါလားအရန်လိမ်ပါလားမိမရေဆိုးတာရေရေဆိုးတာနဲ့ရေပဲဒါပဲရေဆိုရနဲ့မိမရေဆိုသူကရေလဲခတ်လာပြီးရေပါချိုးတယ်သူကအဲတော့တစ်ခုလုံးလောက်တာတော့ ေးကြတော့အဲကိုကသုံးခုပေါ့ရှင်းပါကူတာနှိပ်ပါနှိပ်ပြီးတော့မိမအကျော်တွေတင်းနေလို့အဲလာလာအာဟိုထူထူတော့မရှိပါဘူးကိုကတော့ဟိုအဓိကတော့နုပညာနဲ့ပတ်သက်ရင်တတ်မှုထားတယ်အဲအရင်လဲဟိုစူးစမ်းပါတယ်ဟိုလိုအပ်ချက်လေးတွေလည်းရှိကောင်းရှိမယ်ဟိုဒီဇက်ကားဆိုရင်လည်းဒါမြင့်လက်တက်ပြင်မယ်ရေစီးရကျန်းတယ်ဆိုတော့ဒီဇက်ကားကတော့တကယ်ကျွန်တော်တို့တစ်ခါမှမမြင်ဘူးတဲ့ဇက်ကောင်နေနဲ့မြင်ရမှာပါ ကျွန်တော်အကောင်းဆုံးအခုပြင်ဆင်နေပါတယ်ပြီးရင်ရိုက်ခွဲမှာလည်းအကောင်းဆုံးကြိုးစားပါမယ်အားပေးကြပါဦးဆက်ကြပါ